ကျေးဇူးကျေးဇူးတင်တယ်။ဟာလေလုယာကျေးဇူးတင်တယ်ကျေးဇူးတင်ဟာလေလုယာ။ဟာလေလုယာကျေးဇူးတင်တယ်ကိုရော။ယေဘုရားနဲ့ဝတ်ပြုကိုးကွယ်ဖို့။နော်ယေရှုမတိုင်ကဘယ်လောက်ခက်ခဲလဲဆိုတော့တောင်းတကိုးကွယ်လို့မရဘူး။ဘုရားကိုလူလည်းနဲ့ကိုးကွယ်လို့မရဘူး။သာတန်ရှင်းအောင်လုပ်ပြီးတော့ကိုးကွယ်ရတယ်နော်ဘလောက်ခက်ခဲဆိုလို့လူလည်းတန်ရှင်းအောင်လုပ်ရတယ်ဆိုတော့ကိုးကွယ်မဲ့နေရာလည်းတန်ရှင်းအောင်လုပ်ရတယ် အဲ့ဒီနေရာမှာပါတဲ့ပစ္စည်းတွေအကုန်လုံးကတန်ရှင်းအောင်လုပ်ရတယ်တန်ရှင်းအောင်လုပ်ရဆိုတော့ဟာတယ်ကနော်ရှော့ဖွတ်တာလားဘာလုပ်တာညာလုပ်တာလားဆိုတော့အရာအဲ့ဒါပတ်သက်ပြီးတော့နော်အားလုံးပေါ့နော်အာညပန်နေလို့မရဘူးဆိုတော့ဒါလည်းဟုတ်တယ်နော်ဒါလည်းဟုတ်တယ်ညပန်နေလို့မရဘူးတန်ရှင်းအောင်လုပ်ရဒါလည်းဟုတ်တယ်ဆိုတော့နော်ဆိုတော့ကိုယ့်အကူနော်ဈေးမှာသွားပြီးအတစ်တော့ရတော့ရတယ်တန်ရှင်းတယ်လို့ထင်ရတယ် တော့အစ်စ်ပဲလေတန့်ရှင်းတာဗောဟုတ်လားတော့အဲ့ဒါမထင်ရတယ်မရဘူးဖျားပေးတဲ့ပစ္စည်းမရဘူးကိုယ့်အကူဝယ်ခြင်းနဲ့အစ်စ်တော့ဝယ်လည်းမရအောင်เนาะဖျားပေးတဲ့ဟာပြီးတော့ဖျားပြောတဲ့အတိုင်းเนาะဖျားတခင်ဟာဘာလဲဝိညာဉ်တော်မီးနဲ့ဖျားတခင်ဟာရှို့ခြင်းလားဒါပေမဲ့လူကကိုယ့်ကိုလှုပ်တဲ့မီးနဲ့ကိုရှို့တော့တည်သွားတယ်ဆိုတော့เนาะ ရင်တော့ဘုရားဘုရားတခင်ကပါလဲဆိုတော့မိုးတိမ်တဲ့မီးတိုင်နဲ့လူတွေကွက်ကားတယ်မိုးတိမ်တဲ့မီးတိုင်နဲ့ကွက်ကားတယ်နော်ပြီးတော့တခါဟာလေလုယာနော်ယေကျေးဇူးတင်တယ်ဆိုတော့အမှန်တော့ဆိုကြတယ်ဘုရားကတဲတော့တဲတော့ဆောက်ဖို့ဝါရှီကိုပြောတယ်ဘလို့ပုံစံဆောက်ဘလို့ဘလို့ပုံစံဆောက်သူပြောတဲ့ပုံစံတိုင်းဆောက်ရတယ်လူပုံစံတိုင်းဆောက်လို့ဆောက်လို့မရအောင်နော်တေးသွားမယ်တေးသွားမယ်ကိုယ်ွယ်ဖို့ကိစ္စကိုဘုရားကိုယ်တိုင်ပဲ ဘယ်လိုဘောတော်ဆောက်တဲတော့တဲတော့မှာတော့နော်အတွင်းမှာဘယ်လိုလဲရေပူစောအတွက်ဘယ်လိုလဲမျိုးစုံမျိုးစုံမျိုးစုံအဲ့ဒါကြီးအများကြီးအများကြီးပြင်ဆင်ရတယ်နော်အဲ့ဒါကြီးအကုန်လုံးကဘုရားပြောတဲ့အရာအားလုံးကတန့်ရှင်းတယ်အဲ့ဒီတန့်ရှင်းမှုရှိပြီးတော့နော်အဲ့ဒီမှာရေရေပူစောဖို့အတွက်နော်လူတိုင်းကတိုင်းရမှာပူစောနိုင်မှုတိုင်းရပူစောတည်သွားလိမ့်မယ်ဒါကြောင့်နော်အကြီးဘရဟိရွေးတယ်ရွေးတယ်လေဝိညိုတဲ့ရွေးတယ်အာယုထေကရွေးတယ်ရွေးပြီးတော့အမှတ် တော့ရေမိုးကျွားတယ်အစာတော်ဝါစာနော်အဲဖះစာခိုင်းတယ်စားတယ်နော်ရေမိုးကျွားတယ်အေးအဝတ်စာစာဖះပြီးတဲ့အဝတ်စာဘူးလေးကကျွန်တော်ဝတ်စာဘူးလို့မရဘူးနော်ဖះပြောလိုက်ရနော်ဒီအရာတွေကိုလုတ်ပြီးမှအားလုံးနော်ဟာလုတ်ပြီးသွားမှနော်အပြစ်ဖြေတဲ့လူတွေကတယောက်ပဲတယောက်လာတာနော်အဲအပြစ်ကိုဒီရစ်ပူဇော်တဲ့အကောင်တော်မှတရိစံတော်မှတန့်ရှင်ရတယ်အနာဖြစ်လို့မရဘူးအေးတရိစံတော်မှလူတွေက เนาะသူတို့အပြစ်တွေကိုလက်တင်ပြီးတော့စူးကြောင်းတယ်အဲ့အပြစ်တွေကိုတိရစ္ဆာန်ပေါ်ရောက်ပြီးအဲ့ဒီတိရစ္ဆာန်ကိုရစ်ပရောဟိတပူဇော်ရတယ်ဆိုတော့အဲ့ဒီပူဇော်ပြီးသွားမှာเนาะအပြစ်ဖျားရစ်မိတ္တဟာရစ်မီးရှို့ဟာရစ်မိတ္တအဲ့လားပြီးမှဖျားကိုကိုရရเนาะအဲ့လိုတဲတော်ကြီးတရားလို့မကိုကိုလို့ရတယ်ဒီမှာရှိမိုးတိမ်ရွှေ့ရွှေ့တယ်ဆိုတော့မိုးတိမ်မိုးတိမ်ညံ့ရက်တယ်မိုးတိမ်နဲ့မီးတိုင်းညဘက်ဆိုမီးတိုင်းအဲ့လားမျိုး အဲတဲတော်တဲ့ဒီတိုင်းပဲနော်မိုးတိမ်ရတဲ့ရှင်မသူရက်နေရတယ်နော်တဲတော်ဘုံမှာမတဲတော်ပြေမိုးကြက်နေရတယ်အမိုးတိမ်ရွေးပြီဆိုတဲတွေအကုန်ဖြုတ်သွားတယ်သူဖတ်မယ်နော်တောလေးအကျန်းအခန်းကြီးအခန်းကြီး၁၀မှာနော်အာဖတ်မယ်ဟာလေလုယာအဲစခွန်မှာတဲတော်ကိုဖြုတ်ချ၍တဲ့နော်ဖြုတ်ချ၍ဂေဟာရှုမေကြီးသားတို့ဒီတဲတော်ကိုထမ်းလေးခြစ်သွားကြတယ်တဲ့နော် တဲတော်ထံကြည်သွားတယ်တဲတော်ဖြုတ်တယ်ကြည်သွားကြတယ်အဲပြီးတော့တဲတော်ဖြုတ်ပြီးသွားပြီဒါပေမဲ့တဲတော်ထဲမှာအာနော်ရစ်ပူဇော်တဲ့နော်အာတန့်ရှင်ရဌာနထဲမှာရစ်ပူဇော်တဲ့နော်ဟိုဟာရှိသေးတယ်နော်အခန်းငယ်ဘယ်လောက်လဲရဲခိုင်းနစနတ်တဲမှာကိုဟာတာတို့ဒီတန့်ရှင်ရဌာနဒဇာများကိုထမ်းလက်ကြည်သွားကြသည်အဲတဲတော်ဖြုတ်ပြီးတော့သူတို့ထမ်းသွားသွားပြီဒါပေမဲ့ကြံတဲ့တန့်ရှင်ရဌာနမှာရှိတဲ့နော် အနေမနောပြပြရစ်ပူစော်တဲ့အနေရစ်ပူရစပွဲတို့အင်ဒိုစတိပြမီနော်မီနော်မီတိုင်းတို့ဒါမျိုးတွေပေါ့ဒီအရာတွေကိုဘုရားထမ်းလဲဆိုကောဟတာတွေထမ်းတယ်နော်သူတို့ဖြုတ်ပြီးဖြုတ်ပြီးတော့တန်ရှင်ဌာနဒဇာကိုထမ်းလဲခြိသွားကြပြီနော်သူတို့ကခြိသွားကြတယ်ဒါပေမဲ့သူတို့မရောက်မီရဲ့အရင်သွားတဲ့သူတွေတဲတော်ထတော်ရဲ့တဲတော်ကိုအရင်ဖြုတ်ပြီးတော့ထမ်းသွားတဲ့လူတွေကအရင်ရောက်တဲ့ကြာသူတို့ဟာတဲတော်ပြန်ဆောက်ရတယ်နော် ပြန်ဆောက်ရတယ်ဆိုဟာလေလုယာအဲ့တော့တဲတော်ဘဒုရက်ထမ်းသွားဒီမကြည့်လीနော်အာရေရေတန်ခုကြည့်ရက်နော်အခန်းငယ်14မှာယူဒတအစင်တိုင်းအလုံးကြီးတို့ဒီအလာနေတကွာစစ်ကြည့်သွားရေယူဒတတို့ဒီအမင်းတတာနေနာရှုအုပ်ရတယ်ဣတခတတ်တို့ဒီဇိုးရနော်နာသလီအုပ်ရတယ်ဇာပုလုံတတ်တို့ဒီနော်အေလုတာဣရအုပ်ရတယ်အဲနော်တဲတော်ဖြုတ်၍နော်ဂေယာစုတာအဲမေကြီးတို့ဒီတဲ့ နော်တဲတော်ထမ်းသွားတဲ့သူကကရားစတမီမေဟိတာတို့မေဟိတာတို့တဲတော်ကိုထမ်းသွားတယ်မေဟိတာဟာလေလုယာအာမင်တို့တွေကနော်ဟောကရားရှုရဲ့တာမေဟိတာတို့ဟာတဲတော်ထမ်းသွားတယ်ပြီးတော့တဲတဲတော်အတွင်းမှာရှိတဲ့နော်ဒဇာတွေပေါ့နော်ရစ်ပူဇော်တဲ့သပွဲတို့အင်တော်တို့ကောဟတာတွေကအဲ့ဒီဒဇာတွေထမ်းသွားတယ်ဒါပေမဲ့တို့မရောက်မီအရင်ထမ်းသွားတဲ့တဲတော်တွေရောက်ပဲတတိယဆုံးဆိုဘာဘာစင်ညာလဲဆိုဟာ တဲတော်တစ်ခုပြစ်ဖို့ကမလွယ်ဘူး။နော်တန့်ရှင်းဖို့ဆိုတာမလွယ်ဘူး။နော်မလွယ်တဲ့အရာကိုပြန်ဖြုတ်ပြီးတော့ပြန်ပြန်ပြီးတော့ပြန်ဆောက်ပြန်ထောက်တဲတော်ပြန်ပြန်ဆောက်ဆိုမလွယ်ဘူးဒါ။နော်မလွယ်ဘူး။တော်တော်မလွယ်တဲ့ကိစ္စကြီး။ဘာကြောင့်ဆိုတော့ဂျပရောအဲ့တော်မှအဲ့ဒီတဲဆောက်ထားတဲ့တဲတော်ထဲမှာနော်ဖျားပေးတဲ့ပစ္စည်းအကုန်မျိုးစုံတစားထဲမှာနေပြီးတော့နော်ဖျားပြောတဲ့မီးမဟုတ်တဲ့ကြောင့်တေသွားတယ်ဂျပရောရေတော် ဆိုတော့အဒီကောင်ဖြုတ်ပြီးတော့ပြန်တတ်တယ်ဆိုတော့တဲတော့နော်အပြင်ကလူတွေကမရဘူးတဲတော့အထဲတဲ့ဝင်လို့မရဘူးတေသွားလိမ့်မယ်နော်အဲ့လိုမျိုးရှိတေသွားလိမ့်မယ်ဝင်လို့မရဘူးဆိုတော့ဖရာဝိုးပြုတ်ကိုယ်ွယ်ဘူးဆိုတာကနော်ဂျစ်ဘရိုဟေးဒီတဆင့်နော်မင်းရှူရရေးအပြစ်ဖြစ်ရရေးအပြစ်တွေဖြေပြီးမှဖရာကိုယ်ွယ်လို့ရတယ်ဒါတော့တဲတော့ထဲဝင်လို့ဝင်လို့မရသေးဘူးနော်ဝင်လို့မရဒါဒါရောက်ဂျစ်ဘရိုဟေးတေသွားတော့မှကျိုးနဲ့ဆွဲရတယ်ပြောတယ်ကျန်းစာထဲမှာတော့မရေးတော့ဘူးသူသူကလည်းပြောတော့ဘောနော်ကျိုးနဲ့ဆွဲရတယ်ပြောတော့ဒါပေမဲ့ ဟာလေလုယာနော်ဆိုတော့တဲတော့ဖြုတ်ပြီးတော့ပြန်ဆောက်ရဲဆိုမလွယ်ဘူးနော်ပြီးတော့အဲ့ဒီအထဲမှာသားခဲ့တစားပစ္စည်းတွေပြန်လောက်ရဲဆိုတော့မလွယ်ဘူးဘာကြောင့်လဲဆိုတော့အကုန်လုံးအစင်ကြီးဖြစ်တဲ့အရာမှာရစ်ပူစော်တဲ့နော်ဖျားမီးမဟုတ်ရင်တေးတော်ဒါဒီတစားပြန်ဖြုတ်လိုက်တက်လိုက်ဖြုတ်လိုက်တက်လိုက်ဆိုရင်ဟာဆိုတော့တေးမယ်ဆိုတေးလို့ရတယ်ဘာကြောင့်လဲဆိုတော့ဟိုမှာလေဩဇာလား ဗရိညင်တစ်တာကိုဟိုမှာနွားနွားကုန်လို့တွားကန်နေတာတည်သွားတယ်အသက်ပါသွားတယ်နော်ဖျားလုတ်တဲ့ပစ္စည်းတွေကတွားကန်လို့မရဘူးအခုကြည့်တဲတော်လဲထားွားတယ်ဖြုတ်ွားတယ်ထားွားတယ်ပြီးပြန်ဆောက်တယ်ပြီးတော့တခါတဲတော်အထင်မှရှိတဲ့နော်အမျိုးစုံကြီးရစ်ပူစော်တဲ့အရာတွေတဲတော်ထဲမှာတွေ့ရှိတစားတွေအကုန်လုံးထားွားတယ်ပြန်ပြင်ဆင်ရတယ်ဆိုတော့ဟာမလွယ်ဘူးနော်အသက်ပါသွားနိုင်တယ်ဖျားကိုကိုပြုတ်ကိုရဲ့ဘူးတဲတော်တစ်ခုလုံးပြင်ဆင်ရတဲ့အရာတွေ တော့တဲတော့ထဲမှာလိုးလေးရတယ်ကော်လို့ပြစရတယ်ဟာတော်တော်လေးဟိုအလုံးလေးရှုပ်တယ်အန်ဒီရဲလည်းကြီးတယ်အတော်ဆုံးဆိုတော့ဟာလေလုယာနောက်ပြီးတော့အဲတဲတော့ထဲမှာပဲလူတွေအားလုံးကအပြစ်ရှိတဲ့မြတ်လူအားလုံးဒီတဲတော့တဲတော့ထဲမှာနော်ရစ်ပရောဟိတ်အားဖြင့်ရစ်ပူအပြစ်ဖြေကြတယ်မိရှုနော်မိရှုအားရစ်အပြစ်ဖြေရရစ်အပြီးမှတစ်ခါဖခင်နဲ့မိသားဖွဲ့တယ်ရစ်နော်အားလုံးဒီတဲတော့ဝင်မိသားဖွဲ့ရလေးဆိုတော့ဟုတ်ဖခင်တကယ်ကျွန်တော်နော်အခုလေးတွေပဲထပ်ပြီးတော့ ဒါကျွန်တော်ကြာပါပြီဒါဘုရားသခင်ကျွန်တော်ကျွန်တော်အရန်ဝမ်းမြောက်တယ်ဗောနော်ဘုရားသခင်ကျွန်တော်တပေးထားတာကြာပြီဒီဟာဒီဟာအသက်ဖြစ်တာကြာပြီအခုလည်းဆက်ပြီးတော့တော့ဗျာဒိတ်ဟိုနေမှာညောဒါလည်းမကြာမကြာကျွန်တော်သွားတယ်အချိန်အချိန်မောင်းမနေတော့ဘူးနော်ဟာလေလုယာ၁၀ချိန်၁၀ချိန်ဝန်းကျင်လောက်ရှိမှရှင်နော်ဆိုတော့ဗျာဒိတ်ကြံအခန်းကြီးဟာလေလုယာဗျာဒိတ်ကြံအခန်းကြီးဘယ်လောက်လဲဆိုတော့၂၀၂၀၂၁မှာနော် မဆက်တင်မှာဟာလေလုယာအမေဟာလေလုယာအခန်းငယ်၃မှာကောင်းကင်နဲ့ကြီးတော်အတန်ကားတဲ့ဖရာသခင်နော်ဖရာသခင်ဟာလေလုယာဖရာသခင်တဲတော်ဒီလူတို့တွင်ရှိသည်လူတို့တွေသူကိဗို့တို့သူတို့ဒီကိုတော်ဤလူဖြစ်ကြသည်ဖရာသခင် ကိုတော်တိုင်းသူတို့နဲ့သူရှိသည်ဖရာသခင်တဲတော်ဒီလူတို့တွေရှိသည်လူတို့နဲ့သူကိဗို့တယ်တဲ့ဖရာသခင်အခုနပြောတဲ့တဲကိုဖြုတ်လိုက်တတ်လိုက်ဖြုတ်လိုက်တတ်လိုက်အဲ့မှာတစားပလာဒီဖြုတ်လိုက်တတ်လိုက်ဆိုတော့ အဲ့ဒီတဲတော်တစ်ခုလုံးလူတို့တွေရှိတယ်တဲ့နော်လူတို့တွေအတူနော်ဖရာသခင်ကြီးတဲတော်ဖရာသခင်ကြီးတဲတော်ကြီးရဲ့လူတို့တွေရှိတယ်တဲ့အာမင်နော်လူတို့တွေအတူကိမ့်ဖို့တော်မူကြီးတဲ့နော်ဖရာသခင်ကြီးတဲတော်လူတို့ရှိလူတို့တူကိမ့်ဖို့တော်မူတဲ့ဆိုတော့တူးချင်းမိသားဖွဲ့လို့ရတယ်ဟာလေလုယာတဲတော်တစ်ခုလုံးမှာကိုယ့်ဘက်ကိုရစ်ပူဇော်လို့ရတယ်အာကိုတော်တော့ sorry နော်ကိုတော်ဟာအပြစ်ပြရရစ် း sorry ဆိုတာနဲ့ပြီးသွားအောင်ကိုရောမကြိုက်တာတည်တယ်နော်ကိုရောနော်အဲ့ဒါလိုအကိုရောမတည်လို့လုံးပြီးတယ်နော်ကိုရော hallelujah အာနေအပြစ်သွေးဆောင်ကိုကိုရောလိုက်ပြီးနော် sorry နော်ဟာလွယ်ကြလားမပြောနဲ့ကြည်သာဟိုရစ်ပရောဟိတ်ရမလို့တိုက်ရိုက်ဟာတန်ဖို့အရင်ကြည်တယ်ဘုရားသခင်ကျွန်တော်ပြောတာဟာနောက်ပြီးတော့လူတိုင်းလူတိုင်းဘာဖြစ်လဲလူတိုင်းလာပြီးတော့ဟိုရှုပ်ရှက်ခတ်စရာမလိုဘူးနော်ကိုယ်အแทမှာရှိတဲ့တဲတော်ကိုလူတိုင်းလာဆို ေသူတို့ဒီတဲတော်သူတို့ရောက်ရေးကြီးလာဒါပဲဘုရားသခင်ကအဲ့လိုဘုရားဖြစ်တယ်အခုနော် personal relationship ဘုရားသခင်ကအခုကအလုံးလုံးချင်းတာယေရှုပြီးတဲ့နောက်ပိုင်းမှာ personal ဖြစ်တဲတော်ထဲမှာလူတွေလူတိုင်းလာပြီးတော့နော်ဟိုလာပြီးတော့ဟိုအပြစ်ဖြစ်ရာရစ်တို့နော်ဟိုရစ်ကောင်တွေယူခဲ့တာလို့မဟုတ်မဟုတ်တော့ဘူးလားနော်အရာအရာအရာဟိုကဘယ်တော့အဲ့ဒီမှာအသက်အန္တရာယ်လည်းရှိတယ်နော်ကိုယ်ွယ်ဘို့လည်းမလွယ်ဘူးဝတ်ပြုတ်ကိုယ်ွယ်ဘို့လည်းမလွယ်ဘူး เนาะအခုကတဲတော်တစ်ခုကလူတွေမှာရှိရဲဆိုကွာသွားပြီအញ្ញံကွာသွားပြီเนาะတဲတော်ထဲမှာဝုတ်ပြီးကိုးခွဲတာနဲ့ကိုယ့်ရဲ့เนาะเนาะလူရဲ့ဝိညာဉ်ထဲမှာဖရားရဲ့လူတို့ကိုယ့်ရဲ့အထဲမှာကိုးခွဲတာနဲ့အញ្ញံကွာသွားပြီเนาะအញ្ញံကွာသွားပြီဒါကြောင့်ပြောဆိုအញ្ញံလည်းကွာတယ်တန်ဖိုးလည်းကြီးတယ်တန်ဖိုးကြီးတယ်ဒီတန်ဖိုးကိုเนาะအားလုံးယေရှုအားဖြင့်ရတာပေါ့တန်ဖိုးကယေရှုကဒီဒီဒီဘိမှန်တော်တစ်ခုလုံးကိုသူက तू อ่ะလူတလောကလုံးနဲ့အရာကို तू ဘိမ့်မှန်တစ်ခုလုံး तू อ่ะပြင်ဆင်တာဒါဒီဘိမ့်မှန်တော်ကြီးอ่ะညှဉ်းညူးပြင်မဲ့ပြင်ဆင်တာဒီဖျားပိုင်တဲ့ဘိမ့်မှန်တော်ဟောရှောလမုန်ဘိမ့်မှန်တော်သွားပြီဘာမှလုပ်လို့မရဘူးရှောလုံးဘိမ့်မှန်တော်ထားလိုက်တော့တော့အဲ့ဒါဒီဘိမ့်မှန်တော်ကြီးဖျားပြင်ဆင်ပြီးတော့အေးတဲတော်တစ်ခုလုံးမှာပူဇော်တဲ့ရစ်ပူဇော်တဲ့အရာကြီးအထောက်အထဲမှာကျွန်တော်အတွင်းကလီစာအစအကုန်လုံးထာဝရဖျားကိုချင်းမလို့ချင်းမလို့ဆိုဒါပဲချင်းမနောက်ပြီးတော့တူးချင်းကိုယ်ွယ်လို့ရသွားပြီ အရင်တော့ဟောပါလားမောရှိလက်ထက်မှာတဲတော်တစ်ပါးဆိုတော့အရောက်တိုင်းဒီတဲတော်တဲတော်တစ်ခုမှာပဲလာပြီးအပြစ်ဖြစ်ရတယ်နော်အခုကတဲတော်ထဲမှာဆိုဒီတဲတော်တစ်ခုလုံးမှာကိုတယောက်တည်းနော်အပြစ်ဖြေလို့ရတယ်အကိုတောင်းမှနာပြစ်ဖြေပဲလေနော်မီးရှို့လို့ရတယ်ဝိညာဉ်တော်အထင်းထဲမှာလှုပ်လှုပ်ပြီးဆိုရင်တဝိညာဉ်တော်ရောက်လာရင်တော့နော်မီးရှို့ကရစ်အဲရစ်ဘူးဆိုတာဘာအကောင်မှမလို့တော့ဘူးအဲအဲ့လိုမျိုးဝိညာဉ်တော်မီးရကိုယ် ကိုရစ်နေတာအဲ့အဲ့ဒီချိန်ညရင်တော့အပြစ်သွေးဆောင်မှုတော့လည်းမပါတော့ဘူးအဲ့ဒီဖျားအလုပ်လုပ်တဲ့ချိန်မှာသွေးဆောင်မှုစိတ်လည်းမဝင်စားတော့ဘူးနော်လောကရာကြီးစိတ်လည်းမဝင်စားတော့ဘူးအဲအဲ့ဒါပဲလောကရောက်စိတ်ဝင်စားရင်လောကအောင်တာပဲလေအာမင်အဲ့ဒီအဲ့ဒါကြောင့်နော်အခုကနော်ဒီတဲတော်ထဲမှာတဲတော်တစ်ခုလုံးအထက်ကကိုယ့်အထက်ကတဲတော်ထဲမှာကိုကမိတ္တာဖွဲ့ယူလို့ကိုကကိုကိုကတယောက်တည်းမိတ္တာဖွဲ့လို့ရတယ်ဗျဟာလေလုယာဒါကြောင့် ယေရှုစင်လို့တဲ့တန်ရှင်တဲ့ဝိညာဉ်ရောက်တိုင်းရောက်ဝင်လို့တယ်။အာမင်။နော်။အခုကိုယ့်ထဲမှာဝိပုကိုးွယ်ခြင်းနော်။တဲတော်တို့ကိုယ့်ထဲမှာရှိတဲ့တဲတော်ထဲမှာဝိပုကိုးွယ်ခြင်းဟာလွယ်သွားပြီ။နော်မောရှိလက်ထက်တဲတော်ထဲမှာဝိပုကိုးွယ်မလွယ်ဘူး။အသက်ပါဝါနဲ့နည်းနည်းလေးမှားလို့မရဘူး။အမလေးအာတေချာတန်ရှင်နဲ့ဆိုမရဘူး။မြမဒီအသက်ပါဘလောက်ကိုပဲဖျားပြောတဲ့ပစ္စည်းပဲရတယ်။ဖျားပြောတဲ့မိမဘလောက်ပဲဗဒိုင်းမဖြစ်ဖြစ်မရဘူး။ ဘုရားပြောတဲ့ပစ္စည်းမဟုတ်ရင်သိတယ်သိရသိတယ်เนาะဒါကြောင့်အခုဘလောက်တန်ဖိုးကြီးလဲဆိုတော့တဲတော်တစ်ခုလုံးဒါကိုယ့်အထဲမှာကိုယ်တယောက်တည်းကိုယ်ွယ်လို့ရတယ်ဟာလေလုယအဲ့တဲတော်လိုခြင်းသူတော်မှာအသက်ရှင်နေဘုရားရှိလားတန်ရှင်တော်ဝိညာဉ်တော်ဘုရားเนาะအလုလုပါသူတော်မှာအဲ့အဲ့လားနိုင်ငံတော်ဆိုတဲ့เนาะတန်ရှင်တော်ဘုရားယေရှုဘုရားအော်ခမဲတော်ဘုရားကိုယ့်အထဲမှာ တော့အလုတ်လုတ်ဖို့တဲတော်ထဲမှာဝိုးပြူကိုးွယ်ဖို့တဲ့ကိုတယောက်တည်းကိုးွယ်ဖို့တဲ့ဆွတ်တော်ပါအာမင်ဟာလေလုယာဒါဆိုရင်ကိုကဘာမှမသိဘာမှမရှိဘာမှမလွတ်တော့စင်ခုနကပြောတယ်လို့ပဲနော်ဒါကြောင့်ဒီယာဘာသာကြီးမဟုတ်ဘူးကဘာမှရှိတဲ့ဖရာမဟုတ်ဘူးကဘာကြီးကဘာကြီးမရှိခင်ကရှိတဲ့ဖရာဟိုနိစံကြီးပါကောကြီးပါတေဝိညာဉ်ကကဘာကြီးမရှိခင်အဲ့ဒီမှာရှိတာနော်အဲ့ဒီသာဝဖရာမသိမသိလို့ပါ တော့ဒါကြပြီဆိုတော့တက်စီအာဒီလောကမှာကဘာကြီးရှိပြီးမှလူတွေရှိပြီးမှမွေးလာတဲ့အရာကိုထင်တာကနော်ကို့မိဘတွေကကိုယ်ဝယ်တဲ့အရာတွေကအဟုတ်လို့ထင်တတ်တယ်နော်ကိုယ့်ရဲ့တိုင်ဝမ်နဲ့ family စိတ်နဲ့သွားနေရတာအကုန်လုံးကိုယ်ဝယ်ခြင်းတွေကနော်လူတန်းခြင်းဟာလားအားလေရှိခိုးခြင်းဟာနော်ပူဇော်တက္ကပြုခြင်းစက္ကခြင်းဒါအာဒါတွေကအကူကစိတ်နဲ့သွားနေတယ်အဲအားမျိုးသူ့သဘောနဲ့သူလုပ်နေတဲ့အရာတွေအားလုံးကဒါကြောင့် 哎呀，今天没得压力，飘皮皮，喏，一手乌鸡，都都不完都撸撸皮呀，哇，十块钱呐多啊！看我飘得大老爹，喏，阿拉没有哦，没没用鸡头的啊，阿拉没有老爹的，不过阿拉没有小撸撸皮呀，反正现在皮好，过去小撸撸皮，过十块钱，我一年十块钱，我一年一千皮钱，我一百一千皮钱，喏，我两万一千皮钱，打十块钱，十块钱呐多啊！再那个喽，喏，再那个喽，一手 ယေရှုအသက်ရှင်တယ်လို့ပဲတန်ရှင်တော်ဝိညာဉ်တော်ရဖို့လိုတယ်เนาะတကယ်တကယ်ရတယ်ဆိုတန်ရှင်တော်ဝိညာဉ်တော်စကားပြောဖို့မေးဖို့เนาะယေရှုတန်ရှင်တော်ဝိညာဉ်တော်ပြောခိုင်းတယ်သူပြောတာသူ့သဘောသူမပြောဘူးเนาะသူ့လိုလျောက်သူမပြောဘူးဝိညာဉ်တော်ရောက်လာမဲ့ဝိညာဉ်တော်ပြောခိုင်းတယ်ရသူပြောတာအာမင်အဲ့ဒါအဲ့ဒါအရေးကြီးတာเนาะဆိုတော့ဒါကြောင့်တချို့ကြတော့เนาะတန်ရှင်တော်ဝိညာဉ်တော်မရသေးဘူးဆိုရင်တော့စွတ်တော်ဖို့ တော့ဒီတေတော်ကြီးတဲတော်ကြီးအထက်တဲ့အရောက်လို့ဆိုရင်တန်ရှင်တော်ဘုရင်တော့ရောက်လာမှရောက်လာတော့မှနော်မရင်နီးဘူးနော်မရင်နီးဆိုတော့ကိုယ်အချိန်မပေးတာကိုမမိတ္တဖွဲ့အချိန်မပေးဆိုဘလို့တော့ရင်နီးမယ်နော်ကိုယ့်သဘောနဲ့ကိုယ်ရှောက်လို့နေတော့တော့တော့အဲ့ဒါဆိုတော့ဘလို့တော့အဆင်ပြေမယ်နော်ဒါကြောင့်ဒီတဲတော်တွေတဲတော်အခုဘလို့တန်ဖို့ကြည့်တဲ့ဆိုတော့တဲတော်တခုတော့ကိုယ့်အထက်မှာဟာလေလုယာဘလို့ကိုယ်ကိုယ်ဖို့လွယ်ကူသွားလဲဆိုတော့အဲဒါပေမဲ့တန်ရှင်တော်ဘုရင်တော့ရောက်ဖို့လိုတယ်နော်ရလာမသိမရလာမသိ เนาะဟိုဟိုနေပေါ့ဟုတ်တယ်လို့ဘောတူမလုံးနဲ့ရရလာမင်းညားသည်เนาะကောင်းကြီးနဲ့ကောင်းကြီးနဲ့เนาะကောင်းကြီးပြီးတဲ့ရှင်နဲ့လောဝမတူဘူးမတူဘူးကောင်းကြီးပြီးတဲ့ရှင်ကကိုယ့်ထဲမှာလွတ်လွတ်တာเนาะအဲ့ဒါအဲ့ဒါအဲ့ဒါအရေးကြီးတာเนาะအစင်ပြီးတယ်အသက်သာပြောင်းလဲယူနေမရဘူးเนาะအသက်သာပြောင်းလဲပြီးတဲ့ဖခင်ကိုယ့်ထဲကိုယ့်ထဲမှာလွတ်လွတ်ကိုယူကြည့်တာအဲ့ဒီဖခင်တန်ရှင်တော်ဝိရဏဝိညာဉ်ဖခင်တကိုးကြီးတဲ့ဖခင်ဘေးတကာဖခင်တဆူကြီးတော်ဖခင်ထာဝရဖခင် เนาะအဲ့ဒါကိုတိတိကြီးနဲ့ကိုအနေရောတကယ်ကိုကိုတက်တာမှမရဘူးဆိုရင်ရှုံးတယ်เนาะမတိတဲ့လူကြီးမတိတဲ့လူကြီးမတိတဲ့လူနဲ့တူတူပဲဖြစ်သွားတော့เนาะသူကတိပြီးတော့เนาะမရဘူးမရဘူးဆိုရှုံးတယ်เนาะ hallelujah ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်เนาะလူအတန်ထက်เนาะတရားဟောချက်တွေထက်ဖရာအတန်ကြားဖို့ရည်ကြီးတယ်အာမင် hallelujah လူတွေတင်ပေးတာထက်ဖရာတင်ဖို့ရည်ကြီးတယ်အာမင်အဲ့တော့ဒီဖရာဟို တင်ပေးမယ်ဖရာတင်ရဖို့ရည်ကြည်တယ်ဒါကြောင့်တော့တချို့ဒီဖရာကိုရကျင်တယ်ဘာဘာလို့မှမသိမသိရင်ဆူတောင်းလိုက်အသက်ရှင်တဲ့ဖရာတကယ်ရှိလားဆူတောင်းလိုက်ဟောရှင်ကျွန်တော်စကားပြောပါကျွန်တော်ကိုကယ်ပါရှင်ဆူတောင်းလိုက်နော်ဒီလိုဆူတောင်းလိုက်ရတယ်နော်ဆင်ကလေးကြွေးပြုံကြည်တယ်ကျွန်တော်လူလူတိုင်းအပြစ်သားပဲလေနော်ကျွန်တော်ပြစ်အတွက်ယေရှုအသေးခံပေးတယ် ဆင်ကျလို့ယူကြည့်တယ်ကျွန်တော်ရဲ့ KD passion အဖြစ်အတတ်ခဲ့ဖြစ်ကျွန်တော်ယုံကြည်ပါတယ်ဆင်ကျလို့ကနှုတ်ကလည်းဝန်ခံပါတယ်ကျွန်တော်ဝိညာဉ်လည်းဝန်ခံပါတယ်ဆွတ်တောင်းဒါလည်းပဲဆွတ်တောင်းရတယ်အဲအဲဘုရားအတတ်မရှင်ရဒါပဲဆွတ်တောင်းနော်ဘုရားရောက်လာပြီဆိုရင်အဲအေးတန်ရှင်တို့ဝိညာဉ်တော်နဲ့ဆက်ပြီးတော့မေးရိုးရိုးလေးပဲကို့အဲမှာမစင်းစားနဲ့ဆင်ကျင်အောင်မေးပြီးတော့မေးကို့ရဲ့အတွင်းနှလုံးသားမှာကိုပြစ်ချင်တဲ့အရာတွေကိုပြောချင်တဲ့အရာတွေကိုမသိတဲ့အရာတွေအားမျိုးပေါ့ ကိုတည်ခြင်းတဲ့ຢာတွေမေး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 ဝိညာဉ်တော်ကကိုပြောလိုက်မယ်ဒါအချိန်တော့ဆောက်ရတယ်အကူကလုံးလုံးလုံးလျှောက်လို့လို့မရအောင်တော့ तू မပြောမရှင်းအချိန်ဆောက်ရတယ်ကျွန်တော်တို့ရင်းနှီးတော်မှာအချိန်ဆောက်ရတယ်နော်ဒီမနေ့မိုးလင်းလာနေဘာဘာလုံးဘာလုံးအချိန်ဆောက်ရတယ်မဆောက်လို့မရအောင်နော်ဆောက်မှ तू तू ကကိုသူပြောတဲ့ဟာကိုကတိတာမဆောက်ရင်တော့ကိုကလျှောက်လို့နေတော့တိုင်ပတ်နေလိမ့်မယ်နော်ရောက်တိုင်ပတ်နေပြီးတော့ပြောမယ်တော့ तू ပြောတဲ့တာကိုကြားမှာမဟုတ်တော့ဘူး ဟိုဟာဟိုဟာလေးလုံးမတရားလုံးဆိုဘလုံးမညင်တက်ရှင်မရှိတော့အဲကြောင့်ရေးကြည့်လာသလားဖေကမိသားရှိတယ်ပြီးတော့မှအချိန်ဆောက်ရတယ်ဗျာအချိန်မဆောက်လို့မရဘူးမိသားမရှိဘူးဆိုရင်ပို့ပို့ပြီးတော့ဆွတ်တော့ပို့ဆွတ်တော့ပို့ဆွတ်တော့နော်ဒါကြောင့်ဦးတဲတော်ကြီးကကိုယ့်ထဲမှာဆိုတယောက်ထဲမိသားဖို့လို့ရတယ်အရက်တဲတော်ကလူအများကြီးအများကြီးတန်းစီရတယ်ဟိုကတန်းစီကြမလို့ဟာလေလုယာအမေ God bless you ဘုရားတခင်အရာနော် ဖရားအမှုအမှုရဆောင်တွေမှာတန်ဖိုးခြင်းမတူသလိုအခုတကယ်ဒီဖရားကိုရောက်ရတဲ့လူကတော့နော်ဘာနဲ့မှမလဲနိုင်ဘူးအာမင်ဒီကဘာမှာဝယ်လို့လည်းမရဘူးနော်နော်ယေရှုနာမယောတန်ဖရားရှိကောင်းကြီးပါစေဒီဖရားကနော်ထာဝရဖရားကယ်တင်ရှင်ဖရားဘယင်တကာတော့ဘယင်တဆူကြီးတော့ဖရားလူလို့တဲ့ဘာသာမဟုတ်ဘူးလူလို့တဲ့ဖရားတွေမဟုတ်ဘူးနော်လူတွေမရှိခင်တည်းကဖရားတွေမရှိခင်တည်းကကဘာကြီးမရှိခင်ရှိတဲ့ဖရားဖြစ်တယ်နော်ယေရှုနာမယောတန်ဖရားရှိကောင်းကြီးပါစေ God bless you အာမင်